ီဇိုင်နာတိုင်းကတော့ကိုယ့်ရဲ့ဝတ်စုံကိုအကောင်းဆုံးဖန်တီးပြီးတော့လောက်ကြတာပဲပေါ့နော်ဒီဝတ်စုံတွေကိုထွက်လာတဲ့တင်ကြရင်ပြိတ္တတွေကအာပေးတယ်လူရှိတယ်လို့အာမပေးတဲ့လူလည်းရှိတယ်အဲ့တော့အာမပေးဘူးဆိုရင်လည်းပေါ့နော်ဒီဒီဝတ်စုံကဒီဇိုင်နာတွေကတကယ်ပြောမယ်ဆိုရင်စိတ်နှစ်ပြီးတော့လုပ်ခဲ့ရတဲ့အတွက်ပေါ့နော်အရန်ကြီးကိုအပြစ်တွေပြောတဲ့ပုံစံမျိုးနဲ့မပြောစေချင်ဘူးပေါ့နော်ဒါဘလူပဲဖြစ်ဖြစ်ပါအဲ ပြောမယ်ဆိုရင်ကိုယ့်ရဲ့ကောင်းခြင်းဆိုခြင်းဝေဖန်နာထက်ကိုကျွန်တော်တို့ဟိုတာပေါ့အကြံဉာဏ်ပေးလို့ရတယ်ဘလိုမျိုးလေးဖြစ်ချင်လဲဆိုတာဒါမျိုးလေးကိုကျွန်တော်တို့ကပို့ပြီးတော့ appreciate ပို့ဖြစ်တယ်ပြီးတော့ ဝေလိုင်းပေါ်မှာဝေပန်ပြီးတော့လဲကိုယ့်အတွက်လဲအကျိုးများမရှိဘူးကိုဖြစ်စေခြင်းတဲ့ပုံစံမျိုးလေးတွေကိုအကြံဉာဏ်ပေးလို့ရတယ်တူနဲ့တူအဲဘလိုပုံစံမျိုးလေးတွေဖြစ်စေခြင်းလဲဘလိုပုံစံမျိုးလေးတွားစေခြင်းလဲပေါ့နော်ကျွန်တော်ဆိုလဲအစီမှာဆိုရင်ဝတ်စုံနေနဲ့ပတ်သက်ပြီးတော့ခရက်တွေထားခဲ့ပူတာရှိတယ်ဒီနေ့အကယ်ဒမီမှာဆိုရင်လဲဒါဆိုရင်ချွေပွင့်ရဲ့အဲပေါ့အောက်ဆောင်ဝတ်စုံတို့ပြောကြတာပေါ့နော်ဒါကိုဆိုရင်ကျွန်တော်တို့တိလိုက်တာ ဟုတ်ပြီးကျွန်တော်ကဒီ creation ကိုဒီမှာအဲ့လောက်ဒီ လုတ်ပြလို့မရဘူးပေါ့နော်လုတ်ပြလို့မရတော့ကျွန်တော်ဒါဆိုရင်နောက်တုံရင်ကျွန်တော်သတိထားရမယ်အမှန်တကယ်ကတော့ fashion ရဲ့ creation ဆိုတာကျွန်တော် limit မရှိဘူးကန့်တတ်ချက်မရှိဘူးအရင်အဆုံးစားမကျေပြန့်တယ်ကိုယ့်ရဲ့စိတ်ကူးစိတ်တန်းကိုလွတ်လွတ်လပ်လပ်ဖန်တီးခွင့်ရမှဒါ designer တယောက်ရဲ့တကယ် creation အစစ်မှန်ထွက်တာပေါ့နော်ဒါမှမြန်မာပြည်ရဲ့အနေအထားအရဆိုရင်လက်မခံနိုင်တဲ့လူတွေကများတယ် နော်အများအဖြစ်မျက်စိကသူတို့ကသူတို့ရဲ့မျက်စိကဘယ်ဘယ်ဘဲကြည့်လဲဆိုတော့အပြင်ဘက်ကိုတွားရင် အပြင်ဝတ်ဖို့အတွက်ကိုပဲကြည့်ကြရတဲ့တော့ပေါ့နော်ဒါကိုလည်းကျွန်တော်တို့ကဘယ်လန့်စ်ညီအောင်ညှိပြီးတော့ create လုပ်ရတာပေါ့နော်အထည်တွေကိုအဲ့တော့ဘယ်လိုပဲပြောပြောဒီဇိုင်နာတိုင်းကတော့ကိုယ့်ရဲ့ဝတ်စာကိုအကောင်းဆုံးဖြစ်အောင်ချုပ်ပြီးတော့မှထုတ်တာပါပဲလူတိုင်းကတော့မလှပါစေနဲ့ဆိုရယ်စိတ်နဲ့တော့ဘယ်သူမှမရှိဘူးပေါ့နော်အဲ့ဒါလေးတခုတော့ ဒါလူဆိုတာတော့အမှန်ရဲ့စိတ်ခံစားချက်ကတော့ရှိတာပါเนาะဒီလိုမျိုးပြည့်တင်ဝီပန်လိုက်တယ်ဆိုရင်စိတ်ထဲမှာအဲနည်းနည်းတော့ဖီးတော့ဖြစ်တာပါเนาะဒါမှဒါကြီးကလည်းဟိုဆွဲလန်းပြီးတော့အခုဖြစ်ပြီးတော့ကျွန်တော်တို့ခဏနေပျောက်တာပဲပေါ့နော်အများအားသွားပြီးတော့ခန်းစားနေရမယ့်အရာတော့မဟုတ်ပါဘူးကိုကဆက်ပြီးတော့ဒါဆိုရင်တို့တွေဒီကဒီ bad comment တွေ လာတယ်ဆိုရင်ဒီဘက်ကွန်မန့်တွေကျွန်တော်ကြည့်ပြီးတော့ကျွန်တော်ဘာပြင်ရမလဲဘာပြင်သင့်လဲဒါလေးကျွန်တော်တို့ပြင်တယ်ပြီးရင်ရှေ့ဆက်ပြီးတော့ကောင်းအောင်ဘယ်လိုထပ်လုပ်မလဲဒီလိုပဲဆက်သွားရတာပါရှေ့ဆက်ရတာပေါ့အရင်ကြီးတော့ဒါကြီးကိုနေ့တိုင်းခန်းစားသွားပြီးတော့ငါ့ကိုပြောတယ်ဆိုပြီးတော့ခန်းစားချက်မျိုးကတော့မရှိပါဘူးအဲကိုယ့်ရဲ့ own creation လေး ထဲမဲ့ drafting မျိုးဆိုတော့ဒါသက်သက်ပေါ့เนาะဒါကျွန်တော် copy ချုပ်မဲ့ဟာမျိုးတွေဆိုရင်လည်းဒီထဲကနေပြီးတော့ဆင့်ပွားပြီးတော့အမ50ရာခိုင်နှုန်းလောက်ကိုကျွန်တော်တို့က copy ယူမယ်တန်တဲ့50 50ရာခိုင်နှုန်းကကျွန်တော်တို့ကိုပိုင် creation လေးထည့်ပြီးတော့အဲ့လိုမျိုးလေးတွေတော့ချုပ်ပြတာပေါ့ဝေဘန်တဲ့လူတွေဆိုတာတစ်ဖွဲ့ရှိတယ်ဒါတွေကအမြဲတမ်းပေါ့နေပယ်တိုင်းမှာတွေ့ရတာပါပဲဒါမဲ့အဓိကကတော့ကျွန်တော်တို့ကိုယ်တိုင်လှုပ်လိုက်တဲ့လူက ဒီပေါ်မှာဘလောက်အားစိုက်ထားလဲကိုကိုသာအတိဆုံးမှာเนาะဒီဝတ်စုံတော့ဘလောက်ပင်မခံထားလဲဆိုတာကိုသာအတိဆုံးမယ်အဲ့တော့အဲကိုဝတ်စုံကိုကိုကအကောင်းဆုံးကိုကချပြလိုက်တယ်ကိုစိတ်တင်နေမှုကိုရတယ်ကိုကဒီတိုင်းကိုကိုကချပြတင်တဲ့အတွက်ကိုရဲ့စိတ်တင်နေမှုရကိုချပြလိုက်တဲ့အချိန်မှာကောင်းခြင်းဆိုခြင်းဝိဝန္နာတွေရတော့ရှိအများနဲ့ရှိနေမှာပဲเนาะဒါကြီးတော့အထူးတလေမခံစားပါဘူးဟုတ်ဒီ pre wedding တွေပါရိုက် ဟိုဝက်ဆောင်တွေပါတယ်အတ်တယ်ဆိုရင်တော့အဓိကကတော့ကျွန်တော်တို့ကဟိုတာပေါ့သရိုးသမီးရဲ့လှပမှုအတွက်ကိုပဲကျွန်တော်ဥစားပေးစဉ်းစားတာပေါ့နော်အဲ့ဒီခါကျရင်ပုံဗီဒီဖုန်းနဲ့ရိုက်တဲ့ရုပ်ထွက်ရယ်ကင်မရာနဲ့ရထွက်လာတဲ့ရုပ်ထွက်တွေကတော့ဟိုတော်တော်ကွာတယ် lighting အလင်းအမှောင်တွေကစပေါ့နော်အဲ့ဒီခါကျရင်ကိုကတော့ကိုယ့်ရဲ့ creation မှာကိုကအားရအများကြီးစိုက်ထားတယ်ဒါမဲ့ ဖုန်းနဲ့ထွက်လာတဲ့အချိန်ကျရင်မလှနေပဲနဲ့တကယ်အပြင်မှာကြာဒီဝတ်စုံလေးကအရန်လှနေတဲ့ပုံစံမျိုးလေးလည်းကျွန်တော်ကြုံမှုပါတယ်အဲဒါမှမဟုတ်ကျွန်တော်တို့အများအဖြစ်ကတော့ဗောနော်ဒါ client အထည်တွေဖြစ်တဲ့အတွက်ကျွန်တော်တို့ကချုပ်ပြီးပြီးချိန်သူတို့တကယ်ဓာတ်ပုံတွေရိုက်နေတဲ့အချိန်မှာလည်းကျွန်တော်တို့ကဒီ behind the scene BTS တွေမတင်ပြပါဘူးကျွန်တော်တို့ကိုနှိုက်ကိုရတယ်အဲ့လိုမျိုးတွေမတင်ဘူးဒါစီးဗောနော်သူတို့ final ပုံထွက်လာတဲ့အချိန်ကြတော့မှာပဲကျွန်တော်တို့အဲ့လိုပေါင်းပြီးတော့ shoot တင်ကြတာဗောဒါကတော့ ဖြစ်တတ်ပါတယ်ဖုန်းနဲ့ရိုက်တဲ့အချိန်မှာရုပ်ထွက်မလှပဲနဲ့တကယ်အပြင်မှာတော့လှနေတဲ့ဝတ်စုံလေးတွေအများကြီးရှိပါတာဟုတ်အဲကျွန်တော်တို့ပုံမှန်ဒီထမသိန်းသရုသမီဝတ်စုံတွေဆိုတော့ကျွန်တော်အဲနှစ်လရက်ချိန်ယူတာပေါ့နော်ထမသိန်းကြတော့ကျွန်တော်တို့ဒီအဲ creation တွေအများကြီးထည့်ရတဲ့တော့ပေါ့နော်ဒီ dress တွေပါကြည့်ရင်တော့တခြားပွဲတက်အထည်တွေမျိုးဆိုရင်တော့ကျွန်တော်၃ဘတ်ပေါ့အများဆုံးအဲ့လောက်ယူပါတယ်အဲ့ဒါဒီရက်ပိုင်းမှာ တော်တော်များတယ်3 4တယ်လောက်ရှိမှာပေါ့နော်ဒီရက်ပိုင်း3 3ရက်နဲ့တခါတည်းအပီပွဲတက်ရမယ်ဒီနေ့လုတ်တယ်မလားပြန်တပတ်ခါသူတက်ရတော့မယ်အဲ့လိုမျိုးတွေဆိုရင်တော့လူရင်အားများများနဲ့ထည့်ပြီးတော့လုတ်ရပြောမယ်ဆိုတော့ရက်ရန်ကတ်တယ်ဆိုရင်တော့ဗောနော်လူရင်အားနည်းနည်းပို့ပြီးတော့တုံးရတာဗောနော်ပုံမှန်အဖြစ်တော့ဥမာ2ရက်လုတ်နေတဲ့အလုပ်ကိုကျွန်တော်4ရက်ထည့်ပြီးတော့လုတ်ရတယ်ဒါမျိုးလေးတွေဗောဟုတ်ဒီနှစ်ပိုင်းမှာတော့ကျွန်တော် သတိထားမိတာဗောနော် ကာလာစကာလာဇက်လေးတွေကဘာဘလိုလေးခစ်စားလာဆိုတော့အရင် အရင်ကျွန်တော်တို့ကဒီအဖြော့လိုင်းလေးတွေတွားနေရနေမှာပေါ့နော်အခု new color လေးတွေတွားနေရနေမှာအခုဆိုရင်နည်းနည်းတို့အရင်ဘက်အရင်ဘက်ပိုင်းလေးတွေကိုလူတွေကပို့ပြီးတော့အဲပြန်စိတ်ဝင်စားလာတယ်အဲ့လိုအရင်လေးတွေဆက်တာပေါ့နော်ဒါမျိုးလေးတွေတော့တွေ့ရတယ်ခင်ဗျဟုတ်